ကိုယ်မွေးထားတဲ့မိခင်ကိုပြန်လည်စားသုံးပြီးမှအသက်ရှင်ရတဲ့တတော်ပါကြောင်း ဒါကအမေကိုစားသုံးနေတဲ့စကိုလိုပင်ဒရာဂျန်ကင်ဒီယားလို့ခေါ်တဲ့ကင်းချင်များတွေဒီကဘာပေါ်မှာအံ့ဩစရာကောင်းတဲ့တတော်ဝါတွေအများကြီးရှိပါတယ်တချို့ကချစ်စရာကောင်းပြီးတော့တချို့ကျတော့လည်းကြောက်စရာကောင်းပါတယ်မင်္ဂလာပါ share ကောင်းပိုင်းစဘူးပါဒီနေ့မှာတော့ကျွန်တော်တို့မြေဖူးသမျှထဲမှာအထူးခြားဆုံးကြောက်စရာကောင်းဆုံးတတော်ဝါတစ်ခါအကြောင်းကိုပြောပြပေးသွားမှာပါဒါကစကိုလိုပင်ဒရာဂျန်ကင်ဒီယားလို့ခေါ်တဲ့ကင်းချင်များကြီးပါကဘာပေါ်မှာအကြီးဆုံးကင်းချင်များမျိုးစိတ်ဖြစ်ပါတယ်အရှိကတပေကျော်30စင်တီမီတာကျော်ထိရှိပြီးဒီပေနဲ့တစ်ချောင်းသာလောက်ထိရှိပါတယ် သူ့မှာခြေထောက်ပေါက်40ကျော်ရှိပြီးသူ့ခေါင်းမှာရှိတဲ့အစိတ်ထိုးမေယိုတူးကတော့အထူးခြားဆုံးပါပဲဒါကသားကကိုဖမ်းဆုပ်ပြီးအစိတ်ထိုးသွင်းဖို့အသုံးပြုတဲ့အဓိကလက်နက်ပါဒီကင်းချင်မြကြီးတွေကအသားစားတတဝါတွေပါပိုးမွားတွေဖားတွေဝင်ငယ်လေးတွေကြွက်တွေငှက်တွေအပြင်လင်းတို့တွေကိုတော့ဖန်ဆားနိုင်ဆန်းရှိပါတယ်။သူတို့ရဲ့အစိတ်ကအတော်လေးပြင်းထန်ပါတယ်။လူကိုကိုက်မိရင်ပြင်းထန်တဲ့နာကျင်မှုတွေ ကြောင်ရမ်းတာတွေဖျားတာတွေပြုတ်အန်တာတွေအထိဖြစ်တတ်ပါတယ်။ဒါပေမဲ့ကဲကောင်းစွာနဲ့ပဲလူတည်ဆုံလောက်တဲ့အထိတော့အန္တရာယ်မရှိပါဘူး။ဒီကောင်တွေရဲ့ထူးခြားဆန်းကျယ်တဲ့အပြုတ်မှုတစ်ခုကတော့မျိုးပွားပုံပါ။မိခင်ဟာဥလေးတွေကိုဆောက်ရှောက်ပေးပြီးမုံမတက်အောင်တန်ရှင်းရေးလုပ်ပြီးပါတယ်။တခြားသတိဆန်တွေရန်အနေနဲ့ကာကွယ်ပေးပါတယ်။ဒါပေမဲ့ဥတွေကနေပေါက်ခွာလာတဲ့ကလေးတွေဟာသူတို့ရှင်သန်ကြီးထွားဖို့လိုအပ်တဲ့အာဟာရဓာတ်တွေရရှိဖို့အတွက်မိခင်ရဲ့ခန္ဓာကိုယ်ကိုပြန်ပြီးစားသုံးကြပါတယ်။ဒါကမိခင်ရဲ့ သူ့မျိုးဆက်ဆက်လက်ရှင်သန်ဖို့အတွက်ကြီးမားတဲ့ဆော်လော့နဲ့နာခံမှုပါဒီလိုမျိုးထူးခြားတဲ့တန်တော်ဝါရီအကြောင်းနောက်ထပ်ဘာတွေစသည့်ချေသေးလဲဆိုတာ comment မှာရေးခဲ့လို့ရပါတယ်နောက်ထပ်စိတ်ဝိစားစရာကောင်းတဲ့ဘူးသူတရရဆရာတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ် bye bye